2025 plan လေးချပြပေးခြင်းပါတယ်။မင်္ဂလာ insurance ရဲ့နံပါတ်1ရွယ်ချက်က American မှာရောက်နေတဲ့ကျတို့မြန်မာတိုင်းသားတွေအတွက် life insurance လို့ခေါ်တဲ့အတက်အမှန်ခံတဲ့ပတ်သက်တဲ့ဘူးဒုတာတွေကျတို့တီးတလောက်တတ်တလောက်မျှဝေပေးသွားမယ်။ဒီဟာနဲ့ပတ်သက်ပြီးတော့ကျတို့လစဉ် webinar တွေလုပ်သွားမယ်။ Zoom မှာတက်ပြီးတော့ဘူးဒုတာတွေမျှဝေသွားမယ်။ပြီးတော့မင်းကုန်းတွေမေးချင်တဲ့ solution လဲဖုန်းခေါ်မေးမြလို့ရတယ်။စသည်ဖြင့်ပေါ့နော်။ပြီးတော့တိထက်ဖို့အရေးကြီးတာကဒုတိယချက်ပေါ့နော်။ live insurance အကြောင်းနဲ့ပတ်သက်ပြီးတော့တရှိနားလည်ပြီးတော့ပြီးပြီလားဆိုရင်လည်းမပြီးသေးဘူးเนาะဒုတိယဆင့်က live insurance ဝယ်ခြင်းနဲ့ကျွန်တော်မြန်မာတာနာတွေအတွက်ကျွန်တော်ကဝန်ဆောင်မှုအခမဲ့ပဲလုပ်ပေးနေပါတယ်ကျွန်တော်နဲ့အလုပ်လုပ်တဲ့ insurance company တွေအများကြီးရှိတယ်လူချင်းမင်းတို့ကယောဂတစ်ခုခုရှိလို့ insurance company အခြားနေရာမှာရှောက်တာလက်မခံဘူးလားဒီဖုန်းနံပါတ်နဲ့စာရေးလာကြည့်ဖုန်းခေါ်လာကြည့်ပါဖုန်းခေါ်လို့ကျွန်တော်မကင်မိဘူးဆိုရင်တော့စကားပြောထားပြီးကျွန်တော်အများသာဖုန်းပြခေါ်တယ်เนาะဒါမှရေးချွင်းချက်ဘယ်လောက်ထိပဲရှိနေပါစေ เนาะအခြား insurance company တွေရှောက်ပြီးတော့တို့လက်မခံဘူးဖြစ်နေပါစေเนาะကြားမရေချွင်ချက်ဘယ်လောက်ထိပဲရှိနေပါစေ life insurance ဝယ်ခြင်းနဲ့ရခြင်းနဲ့ရှောက်ခြင်းနဲ့ဆိုလို့ရှိရင်တော့လက်ခံနိုင်တဲ့ company တွေရှိနိုင်သေးတယ်เนาะလူချင်းမင်းတို့က insurance ရှိထားပြီးပြီဒါပေမဲ့နောက်ထပ် life insurance ထပ်ပြီးတော့ရှောက်ခြင်းသေးတယ်ဝယ်ခြင်းသေးတယ်စုခြင်းသေးတယ်ဆိုလို့ရှိရင်လည်းရသေးတယ်เนาะဒါမှမဟုတ်ရင်လူချင်းမင်းတို့ခုလောလောဆယ်ဝယ်ထားတဲ့ life insurance policy နဲ့ပတ်သက်ပြီးတော့အပြောင်းလဲလုပ်ခြင်းနဲ့ဆိုလို့ရှိရင်လည်းကူညီပေးလို့ရတယ်เนาะဒါပါပဲဒီလောက်ပါပဲမင်္ဂလာ insurance ရဲ့ check ကရှိရှိလေးပဲနံပါတ်1 ပညာပေးဘူးဒုတာတွေမျှဝေသွားမယ်။နောက်ပါနှစ် life insurance များနိုင်တဲ့လောက်များအောင်ရနိုင်တဲ့လောက်ရအောင်တို့ရှောက်ပေးမယ်။